သနာထုံးကလည်းသူမဆိုဘူးသာပြောတာတကယ်ကဘာဆိုနည်းဆိုတော့တာကောင်းတယ်ဟိုပြောတာနဲ့ဟွာနဲ့နှစ်ပုတ်ကိုတည့်ရက်နေပုံသွားတာဟာဥဆောင်နေတယ်သူကဘယ်လိုပြောမလဲငငယ်လုံးကကလေးကသူကဇက်နဲ့ကြီးလာတာဆိုဆိုင်အိုင်တယ်ကတော့ကိုယ်တော်ကောင်းတယ်နေရနေရတော့ သူ့ရဲ့အဖေပေါ့နော်ဖေဆရာပေါ့သူ့စိတ်မတားရဲ့ခြေရာနောက်သူ့ရဲ့အကိုဆရာပေါ့ကိုကျောက်စင်းရဲ့ခြေရာကိုလိုက်နိုင်မယ်လို့ကျွန်တော်အဲ့ဒီရယုံကြည်တယ်ကျွန်တော်တို့မြန်မာတို့အလှူတလူမှာစက်တီယူရတဲ့နေဝိုင်းပြီးတော့ဘျောအချီရကနေစထွက်တာပေါ့နော်အဲဘျောအချီရကနေပြီးတော့ဖေဦးမတားရဲ့ဘျောဆန်ဆိုတဲ့တင်းကိုကူးပြလိုက်တာပေါ့နော်အဲမြန်မာရိုးရာရဲ့တကယ်ဆိုင်းအလှူတလူရဲ့ DJ ကနေစပြီးတော့ နောက်ပိုင်းမှာဘာအထိပါသွားတယ်လို့မဲ့ကျွန်တော်တို့မြေလက်မူအညာမူအဲ့ဒါအထိပါပဲပေါ့နော်ဟိုဟိုမအေးတောင်းရဲ့ဒါဆုံးတဲ့အချိန်ဆိုရင်အဲ့အချိန်မှာတီးတာလေဟာတချို့ကကြတော့ယိုးလို့ထင်ကြတာအဲ့ဒါဆိုရင်မြေလက်မြေလက်ရဲ့ဂိုင်းတော်ဂိုင်းတော်တီးတယ်ဟုတ်အခုပြောတန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့အညီတချို့ဒါပဲတော်တော်များများကိုဒီပြောအတန်ကြီးတွေကိုအများကြီးပေးထားတယ် เนาะရှင်လုံးလေးတော့နေရှင်လုံးလေးတော့နေအချို့အကြက်ရင်ဒီလမ်းမဲ့ဟာဆိုပြောတာနဲ့ပေးတာလည်းရှိတယ်ပမာကြီးတွေနဲ့ပေးတာလည်းရှိတယ်နောက်တော့အညာခြာတိုင်းလည်းတည်တာလည်းအဲ့ထဲမှာအဲ့ဒီဒီမအေးတော့ရဲ့တာဆုံးတဲ့နေရာဆိုရင်ပထမခြားတဲ့နေရာမြေလက်ပြိုင်းတောင်နဲ့ခြားတယ်။နောက်တုတ်တန်ရောက်ခါနီးမှာကြတော့ အညာခြာဆိုင်ကြီးတီးတယ်ပေါ့နော်ဒါဆိုရှာရှာပါပါကျွန်တော်ကဒါကြီးတွေကိုဟိုအိတ်ထဲမှာပဲထည့်ထားသလိုဖြစ်ပြီးဘယ်မှာအသုံးချရမှာမသိဘူးပေါ့နော်အဲဒီပြောစံရုပ်ရှင်စာကလည်းမအားတော့အသုံးချလိုက်တယ်ပေါ့နော်ငေါဒီနေရာမှာတုံ့နဲ့တရားနင်းနေချင်လို့လားဘာဝနာပြရမီဒီဖြစ်တာပေါ့ကျွန်တော်တို့မှဒီလိုတီးချက်တွေကကျွန်တော်တီးရမယ့်ပွဲရှာတယ်လေတီးရမယ့်ပွဲရှာတယ်ဒါဟိုကျွန်တော်တို့က ဒီအမြေလက်ပြိုင်းတော်ဆိုလို့ရှင်ကျွန်တော်တို့ကဒီမဲရောပြန်ဆိုတမျိုးတိကျက်အမဲရောပြန်ဆိုတမျိုးတိကျက်ဘုံကြီးပြန်ဆိုတမျိုးတိကျက်ဒီလူဆိုရင်လူတော်မအဲ့ခုမဲရောပြန်ဘိုးရောပြန်ဆိုရင်တိကျက်ကတမျိုးအခုကျွန်တော်တီးထားတဲ့တိကျက်ဆိုတာလူဆိုတာကလေးပေါ့နော် ကလေးကိုပို့တဲ့နေရာမှာတိကျက်ပေါ့အတိကျက်တခုပဲမြေလက်တိကျက်ဆိုပြီးတော့ရန်ဒီလိုလည်းမရဘူးပေါ့နော်ဒီဒီလိုဟာတွေကိုတီးရမဲ့ပွဲမရှိဘူးတချို့အဲ့ဒီကိုရှင်းပြတီးပြပြန်တော့လေတချို့က ဟိုအပြောတွေနဲ့တီးရမှာဖြစ်တော့အပြောများလဲဆိုတော့တိတ်မကြိုက်ဘူးတီးရမဲ့ပွဲနေရာရှားတော့လှုပ်ရှင်တွေမှာသုံးချလိုက်ရတော့ဝမ်းသာတာပေါ့ဟုတ်ကဲ့ဒီကျွန်တော်တို့မြန်မာရုပ်ရှင်ကအရင်တော့တော့ဒီမြန်မာသံတွေနဲ့ပဲဇက်ဖို့တီးခဲ့တာပေါ့နော်ဇက်ဖို့တီးခဲ့ပြီမြန်နောက်ပိုင်းမှာခစ်တရပြောင်းလာပြီးတော့မြန်မာသံတီးရဖို့အခွင့်အရေးတော်တော်ရှားလာတယ်ဒါကျွန်တော်တို့ကိုယ်တိုင်လည်းကြုံခဲ့တာပေါ့နော်ကျွန်တော်တို့ဒီလောကရဲ့စာဝင်တဲ့အချိန်လောက်တည်းမြန်မာသံနဲ့ဇက်ဖို့တဲ့အားမျိုးကရှားလာပြီးရှားပြီးတော့နည်းလာတယ် အဲ့ချိန်မှာမဟိုဆရာဦးစင်မတော်ဆိုတာသူ့ရဲ့အဖေဆရာပေါ့နော်အဲသူ့ရဲ့ဖေဆရာနောက်ပြီးတော့ကိုကျောက်စင်းဆိုရင်လည်းဒီဒါကျွန်တော်တို့ရဲ့ဆရာတွေပဲသူတို့တွေကအဲ့လိုလိုက်ဖက်ညီတဲ့ကားတွေကိုသူကတီးခဲ့ပြီးတော့တကယ့်ကိုစွမ်းဆောင်ခဲ့ပြီးအကယ်ဒမီတွေလည်းရခဲ့တယ်ပေါ့နော်ဒါပေမဲ့ပြောရမယ်ဆိုရခဲ့တော့ရဆိုအရန်ရှာတယ်အခုနောက်ပိုင်းဆိုကျွန်တော်တို့ကမမြင်ရသလောက်ပဲနောက်အဲ့ဒါကိုအခုဒီဘုံနိုင်ကြတော့ဒီကားလေးမှာသူပြန်ပြီးတော့တီးခွင့်ရတယ်ညမဆိုင်ဆိုတာတကယ်တကယ်တော့တော်တော်စီကံကြည့်တယ်ပေါ့နော်တော်တော်လေးစီကံကြည့်တယ်တော်တော်လေးပညာအရမ်းမြင့်တယ် ပေးမကောလုံးမမြင်တဲ့အခါကျဒါသူကထိမ့်သိမ့်မိသွားတယ်လို့ပေါ့သွားတယ်လို့ဆိုတော့ဒီကားထဲမှာ तू तू ဟိုပြန်တီးထားတာကိုတွေ့တယ် तू တော်တော်လေးကြိုးစားလာတာတွေ့တယ်နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲခုနလိုခုနခြာဆိုင်လို့ तू ကပြောလိုက်တယ်ဒါနာရေးမှာပေါ့နော်နာရေးမှာတီးရတဲ့ဆိုင်မျိုးဟိုရှိတော့ကတော့အစင်လာရှိတယ်နောက်ပိုင်းမှာမရှိတော့ဘူးမရှိတော့လူတွေလည်းမကြဘူးတော့ဒါဟိုကြကုတ်ကြကဲသူကထိမ့်သိမ့်လာတဲ့လူတွေပေါ့နော်ထိမ့်သိမ့်တာပြီဒါလေးတွေထည့်တယ်ဆိုတော့ကျွန်တော်လည်း ဒီကားကိုသူတီးနေတယ်ဟောကျွန်တော်ကြည့်ရတဲ့အချိန်မှာအရန်ဟိုဝမ်းတာပါတယ်ဒါမျိုးအများကြီးဖြစ်တင်တယ်လို့ကျွန်တော်လည်းထင်တယ်ဟိုမြမဆိုင်ရောအခြေခံပဲအများကြီးတီးရတယ်ပေါ့နော်အဲဒီလိုရုပ်ရှင်ကားတွေလည်းအများကြီးဖြစ်တင်တယ်ဒီကားမျိုးကိုလည်းအများကြီးအားပေးတင်တယ်ထုတ်လုပ်တင်တယ်လို့ကျွန်တော်ထင်ပါတယ်ရွာမှာတော့ထိုင်စားလို့တော့မရဘူးပေါ့ရှင်ပြားရဲ့လုံလေးပါလေးတော့လောက်ရတာပေါ့လောဘန်ပြန်လွတ်ချင်တာမဟုတ်ဘူးနော်တအားကိုသဘောကျနေတာဆိုလို့မိုက်လို့ဝါပြီလားကျွန်တော်ဂီတာမူအနေနဲ့တော့ဒါနှစ်ကားမြောက်ဖြစ်တာပေါ့နော် ပြီးခဲ့တဲ့ကဟိုတကားတီးတယ်လာတော့သားกว่าဆိုတော့အဲ့ဒါတော့ဆိုင်းကြီးပဲပေါ့လေနော်အဲဆိုင်းကြီးပဲဒီတော့တခုဘာဖြစ်လာအောင်ဆိုဆိုင်းကြီးပဲじゃတမျိုးပေါ့တမျိုးဖြစ်တယ်ဆိုတော့ဒါနဲ့အခုဒီကားမှာဆိုလဲပြောစံဆိုလဲကျွန်တော်ကြကိုကြဲကျွန်တော်ပေါ့ကျွန်တော်ကြိုးစားရတယ်လို့ကြိုးစားတယ်ဟိုကျွန်တော်ပြောနေကြစကားလိုပဲခုနောက်ပိုင်းじゃဘာဖြစ်လာအောင်ဆိုအာမရဘူးပေါ့နော်ကိုကိုယ်လည်းနှိုက်ကလည်းတိတ်ပြီးအာမရလာတာဖြစ်တယ်ပြီးတော့ဟိုဒါရိုက်တာကိုယ်လည်းနှိုက်ကလည်းနည်းနည်းလေး ပြတ်သက်ဆန်ဒလိုလိုလေးခံစားရတယ်ပေါ့နော်ဆိုင်းကြီးပဲများလို့ရှိရင်နောက်ဟိုဒီအရန်နောက်တချင်းတွေမှာပြော့သွားမှာဆိုတော့ပေါ့နော်သူတို့ကဒီတချင်းတွေကိုဦးစားပေးတာပေါ့တချင်းတွေနေရရှေ့မှာဆိုင်းတန်တွေအများကြီးပေးလို့ရှိရင်ဒီမှာပိုင်းတချင်းကြလို့ရှိရင်နားထဲမှာရိုးတော်မှာကြောက်တယ်နော်အဲ့တော့ကျွန်တော်ဒီတယောအော်ကစ်စထရာရောပုံစံလေးထည့်ရမယ်ပြီးအော်ကစ်စထရာနဲ့အမှဆိုင်းနဲ့ရိုးရမှာရင်ဆိုတော့အော်ကစ်စထရာဆိုကျွန်တော်လည်းမကြွမ်းဘူးမကြွမ်းတော့နောက်ပိုင်းဘာဖြစ်တော့လဲဆရာကြီးစီ ဆရာဒီယမ်ကိုကျွန်တော်ကဲပါဘူးလို့ဖုန်းဆက်ယူပါတယ်ဆရာဒီယမ်ကိုရောက်တော့အားရဝန်တာကဘုန်းနိုင်လားဟောရတယ်ကိုရှိတဲ့အလုပ်တွေကိုဖျက်ပြီးတော့ငကားကိုဦးစားပေးပြီးကြည့်မယ်အလားယူခဲ့လိုက်ဆိုတော့ဆရာဆရာဒီယမ်ဆရာဒီယမ်ရောက်တော့ဆရာဒီယမ်အားပေးဟာကောင်းတယ်လေအကုန်ကောင်းတယ် right ဘုန်းနိုင်အဲ့ဒီကအရန်ကောင်းတယ်အဲဘုန်းနိုင်လုထားတယ်အရန်ကောင်းတယ်ဟာဒီတော့ဒါလေးကတော့နည်းနည်းလေးဟုတ်တယ်အဲဆိုင်းရတော့ကိုကိုကိုရီးယားကောင်းတယ်ဒါမှမဟုတ်ပေးသက်ကတော့နားမလည်ဘူးအဲဆရာဒီယမ်အဲ့လိုပေါ့ ှင်မြုပ်ပြီးလို့ပြီးလိုက်လိုက်လိုက်ခုံပြီးပြီးသောခုံကျွဲဟုတ်ကျွန်တော်ပြည်သက်တွေစိတ်ဝင်စားဝင်မြင့်တက်တယ်ဆိုတဲ့ဟိုကကျွန်တော်အရန်ဝမ်းသာတယ်ဝမ်းသာတယ်ဘာလို့လဲဆိုတော့ဒီလိုကားမျိုးကအဲ့လိုပဲဖြစ်နေတယ်လေမြန်မာဆန်တဲ့ကားကိုမြန်မာဆန်ဆန်ကြည့်ရတယ်ဗောမြန်မာဆန်ဆန်တီးရတယ်ဗောဆိုတော့ကျွန်တော်ကဝမ်းသာတယ်နောက်တစ်ချက်က तू ကကျွန်တော်ဖုန်းဆက်လာတယ်။ तू ကတော်ပြီလား။ तू ကလုံနိုင်လားဆိုကျွန်တော်အရင်နဲ့တူပြီ။ကျွန်တော်2019က ျွန်တော်တို့မဟာဂီတနဲ့ဟိုဆိုင်းဘုတ်တောင်ကိုနေဟိုအတူနဲ့ကျွန်တော်ကခင်ပြီးသားငါသူ့အကြောင်းလဲကျွန်တော်သူလူချင်းလက်ရင်းနှီးပြီးသားဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကတော့သူ့တော်တာကိုကျွန်တော်ဘာမှဟိုတန်းတင်းရမရှိဘူးအားရမှုကတော့ကျွန်တော်ကဘယ်လုံးမဖြစ်ဘူးကျွန်တော်ကိုယ့်ဘောကိုလုံးပြီးဘယ်လုံးမှအားမရဘူးပေါ့လေနော်အာဟိုဘယ်လုံးမှအားမရတတ်တဲ့ဟိုလောဘလောဘပေါ့ဆရာဒီကျွန်တော်ပြောဘုံနဲ့လောဘမကြီးနဲ့နော်ဘုံနဲ့လောဘကြီးတဲ့အာအားရမှုကတော့ရှိတယ်ပဲပြောအောင်ပေါ့နော် ကိုကိုကူကတော့ဘယ်တော့မှအားမရပါဘူးပေါ့လေဆိုင်တံပဲနားထောင်တာဆိုကိုဆိုင်တံတိုးနေသလားကွာဒီလိုလေးခံစားရတယ်ကိုဆိုင်တံပဲပေါ်ကျင်တာလေတော်တော်မြတ်တဲ့ဟာလေးလှုပ်ထားတဲ့ပုံမှာဟိုကိုတီးထားဆိုင်တံပေါ်တာကိုဆိုင်တံဘယ်လိုဖြစ်တာလဲဒီလိုလေးတော့ရှိတယ်ပေါ့ဟိုကျွန်တော်တို့အဖေဦးမတာပြောတဲ့စကားရှိတယ်အေးကွာလေငါတို့ကဒါပေးသက်နှလုံးသားငိုတော့လို့ပြောရမှာဆိုတော့သူကငိုခိုင်းတာဆိုတော့တို့တက်ကတော့ပါတာငဲတော့နှီးတာပေါ့ကွာလေပေးသက်ကိုငိုခိုင်းတာဆိုတော့ကဲသူကတော့ပေးသက် ငိုဖို့ရေးတော့ရင်းရမှာပဲကွာဘာသာငယ်နဲ့ရင်းရမှာပဲသူတင်ရက်ထက်သူ9ရက်လောက်စောလာတယ်ပေါ့နော်9ရက်လောက်စောလာပြီဒါကိုကျွန်တော်လည်းကီးချိန်တယ်အဲကီးချိန်ပြီးတော့ကျွန်တော်တို့မမျိုးပထမအရှိကိုရှောက်ပါလို့ဆိုကျွန်တော်နှစ်ခါတီးယူပါတယ်ပထမတစ်ချိန်ကျွန်တော်သူတာမန်ကီးနဲ့တီးလိုက်တယ်ပေါ့နော်မမျိုးကတာမန်ကီးနဲ့ဆိုလိုက်တဲ့ခါကျကျွန်တော်သူ့မအွန်နိုင်ပါဆိုပြီးကိုကသူ့ဆိုရင်စိတ်နဲ့အတန်းတော့တာကီးကို ချပြီးသွင်းလိုက်စီနဲ့သွင်းလိုက်တာစီနဲ့သွင်းလိုက်တော့သူ့အနေနဲ့အရန်ကြတယ်ကြာအဲ့ဒါကျွန်တော်ကြီးချင်းပြီးတော့ဒီ BB အော် EE နဲ့ပဲသွင်းလိုက်တာပေါ့နော်အဲ့ကြတော့သူ့ရဲ့အတန်ပွင့်ထွက်လာပွင့်ထွက်လာတော့ကျွန်တော်ဟိုသူစောစိုးရတာလဲဟိုအရန်ကောင်းသွားတယ်ပေါ့နော်သူကကျွန်တော်မန်လေးရဆံမကြီးဒေါ်ထိတ်တီးတန်းတန်းနဲ့တင်သေးတယ်တင်ပြီးတော့အတန်သွင်းတဲ့နေရာကျတော့နောက်ပိုင်းကျတော့တန်ဖန်းတဲ့ကလေးနဲ့ကိုတိတ်အားမရတော့ကိုကိုတိုင်းကျွန်တော်ကိုယ်တိုင်းဖမ်းပြီးမအေးဒါလေးတော့နည်းနည်းလေးတော့ ရစ်ပေးပါအောင်ရစ်ပေးပါအောင်ကောင်းပါလားမျိုးသနာတော်ကလည်း तू မဆိုဘူးသာပြောတာတကယ်တဘာဆိုနီးဆိုသွားတာပါကောင်းတယ်ဟိုပြောသံနဲ့ဟွာနဲ့နှစ်ပုတ်ကိုတည့်ရက်နေကုန်သွားတာပဲပေါပါမလာဥဆုံးနေတဲ့ကသူကဘယ်လိုပြောမလဲငငယ်လုံးကကလေးကသူကဇက်နဲ့ကြီးလာတာဆိုတော့လေဟုတ် ဆိုင်အိုင်တင်ရတော့ကိုယ်တောင်ကောင်းတယ်ဆိုင်ဆရာအတိုင်းပဲနော်ဆိုင်ဆရာအတိုင်းပဲကဲဆိုင်ဆရာအတိုင်းပဲသူကအာသူအိုင်တင်ငကောလဲသူကဒီရုပ်ရှင်မှာလဲဟိုသူကျွန်းကျွန်းချင်းချင်းရှိတာဆိုတော့ဒီဆိုင်အိုင်တင်ကိုသူကကိုရသကိုဇော်ဝင်းနေကိုသူယုံကြည်တယ်ပေါ့နော်ယုံကြည်ရသလိုပါပဲကောင်းပါတယ်ဆိုင်အိုင်တင်မှာသူတီးနေဆိုရီးတီးနေပဲကိုရီတောင်သူ့လောက်အိုင်တင်ကမျက်နှာမကောင်းနိုင်ဘူးအဲ့တော့ ကောင်းကြပါလေအကုန်သေးဆောင်နေလေဟုတ်ကျွန်တော်ပြုတ်ရုံကြည့်တယ်သူတီးပြီးတော့ကျွန်တော်စီရောက်လာပြီကျွန်တော်ကြည့်လိုက်တယ်ဟာဒါသူ့ရဲ့စူးစမ်းမှုကတော့ဒါအတိမတ်ပြုတ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒါနည်းနော်တတိမဟုတ်ဘူးနည်းနည်းနော်စူးစမ်းမှုလည်းမဟုတ်သူ့မေးကြည့်လိုက်တော့ဒါအကျိန်မောင်းများစွာသူတော်တော်ကိုစကုတ်စကဲအဲလုတ်ထားတဲ့ဟာပေါ့သူ့ရဲ့အဖေပေါ့နော်ဖေးဆရာပေါ့သူ့စိတ်မတားရဲ့ခြေရာနော်သူ့ရဲ့အကိုဆရာပေါ့ကိုကျော်စင်းရဲ့ခြေရာကိုလိုက်နိုင်မယ်လို့ကျွန်တော်အဲ့ဒီရယုံကြည်တယ် အကယ်ဒမီကတော့လိုချင်ပါလေပြီးရင်လိုချင်ပါလေဟောဆရာကျောင်းဆောင်လည်းအပေးဖို့ဖိတ်ခေါ်ပါလေဇက်ကလည်းကောင်းပါလေတရုတ်ဆောင်တွေလည်းအားလုံးကောင်းပါလေဒါပဲလည်းကောင်းလေဒါမလို့ပြောဆောင်လာကြည့်ရင်တော့လက်ကင်မွာဆောင်ခဲ့ပါလို့ပြောရသည်ဟုတ်ကျွန်တော်တို့9နှစ်တခါ10နှစ်တခါဒီလောက်တောင်ဒီလောက်ကလမ်းပါတော့တကားမထွက်နိုင်တဲ့ကားမျိုးတွေမှာပါပါတယ်ပါတော့ဒီ team တွေပါနေတဲ့ဆိုတော့တကယ် unit ဖြစ်တယ်အဲ့တော့လာအပေးပါကျွန်တော်တို့ကမြန်မာလူမျိုးတွေလေ မြန်မာလူမျိုးတွေဆိုမြန်မာလူမျိုးတွေရခံစားချက်တွေအများကြီးပါတယ်အဲ delay တွေယူဆတွေအဲ့ဒါမျိုးအများကြီးပါတယ်ကားဖြစ်တဲ့အတွက်ကျွန်တော်ပို့ပြီးတော့ကိုကြည့်စေချင်ပါတယ်အားလုံးဘိတ်ကောပါ